ဘာပေါ်မှာလူအ ਨੇ စုစွာကြားနိုင်သည့်အတန်များလူချင်းမင်းတို့ရဲ့ပဝန်းကျင်ကတိတ်ဆိတ်လွန်းနေပြီလားတကယ်တမ်းတိတ်ဆိတ်တယ်ဆိုတဲ့စကားကိုလူတိုင်းတွေသုံးလို့ရနိုင်ပါမလားဒီကဘာကြီးမှာလူဦးရေရဲ့အလွန်နှဲပါတဲ့ရာခိုင်နှုန်းတစ်ခုကနေ့စဉ်ညစဉ်ကြားနေရတဲ့လူဝတ်စမ်းကြတဲ့အတန်တစ်ခုရှိပါတယ်အဲ့ဒါကိုတော့ the ham လို့ခေါ်ပါတယ်ဒေသတွေရာနိုင်တဲ့အတန်ဒီငိန်တဲ့အတန်တုံခါနေတဲ့အင်ဂျင်တန်နဲ့စင်တူတယ်တချို့လူတွေအတွက်တော့ဒီအတန်ဟာနားကိုပိတ်ဆို့ရလို့ခံစားရပြီးတချို့အတွက်တော့ခေါင်းကိုက်ချင်းတွေ ိတ်မပြောခြင်းတွေဒီဖြစ်စေပါတယ်။သိပ္ပံပညာရှင်တွေ250ကျော်ကြာစူးစမ်းခဲ့ပြီးမြေတန်ရဲ့အရင်မျိုးကိုယနေ့ထိအတိုင်းအတိအကျမဖော်ထုတ်သေးနိုင်ပါဘူး။အဲ့ဒီတန်ကဘာလဲ။ဘယ်ကလာတာလဲ။ဘာကြောင့်လူနည်းစုကသာကြားရတာလဲ။တဟမ်းရဲ့ဖြစ်ရမယ့်မှတ်တမ်းတွေရော1980ပြည်တော်နှစ်များမှာစတင်ခဲ့တာပါ။ဗြိတိန်နိုင်ငံဘက်စတိုမြို့ကဒေသခံတွေရာဒီတန်ကိုပထမဆုံးအကြီးအကျယ်တန်ကြားခဲ့ကြပါတယ်။1990ပြည်တော်နှစ်တွေမှာတော့အမေရိကန်ပြည်ထောင်စုကတောင်မြူးမက္ကဆီကိုမြို့ငယ်လေးတွေမှာ ဟန်ပြည့်ရဲ့ထက်မှန်ပေါ်ပေါက်ခဲ့ပြီးပုံမနာမည်ကြီးလာခဲ့ပါတယ်။ဒီနေရာမှာလည်းလူနှစ်ရာခိုင်နှုန်းလောက်ကသာဒီငေးဆံကိုကြားခဲ့ရတာဖြစ်ပြီးဒီလိုဆံကြားရသူတွေကိုဟမ်းမားလို့ပြီးပေးခဲ့ကြပါတယ်။ဟမ်းမားတယောက်ကအိယာဝင်တိုင်းကျမရဲ့နားထဲကိုလေးလံနဲ့မြည်တမ်းကြီးဝင်လာပါတယ်။ခေါင်းခိုင်လုံးလုံးနားပိတ်စရီထဲတယ်။ခေါင်းနဲ့အုပ်တယ်ဘာမှမထူဘူး။ကျမရဲ့ယောက်ျားကတော့ဘာမှမကြားရဘူး။ဒီတန်ကြီးကိုတယောက်တည်းရင်ဆိုင်နေရတဲ့ချိန်လာတခုလိုပါပဲဆိုပြီးပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ကနေဒါနိုင်ငံကဝင်စောဩစတြေးလျနိုင်ငံကဘွန်ဒီပါဝင်ဘဘာဒဝမ်ကမျိုးပေါင်းများစွာမှာလဲလားတို့တန်ကြားမှုတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်ဒီလိုကမ္ဘာအနှံဖြစ်ပေါ်နေတာဟာလူနည်းစုရဲ့တရားဖြစ်စဉ်လားဒါမှမဟုတ်ကမ္ဘာလုံးဆိုင်ရာလှုပ်ဝဲချက်တခုလားဆိုတာမေကုံထုတ်เสียပြစ်လာခဲ့ပါတယ်ပြည်ထနာကဒီလိုပါအိပ်ပံပညာရှင်တွေဟာဒီအတန်ကိုတိုင်းတာဖို့ကောင်းသောနည်းပညာတွေသုံးပြခဲ့ကြပါ့မိမယ်ဟန်ကိုစစ်ဆေးရမယ်နေရာတိုင်းမှာရှင်းရှင်းလင်းလင်းမှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါဘူး ဘယ်ဆက်ကမှဒေသန်ရင့်မြစ်ရှိတယ်လို့တိတိကျကျမပြောနိုင်ခဲ့ပါဘူး။တချို့တိုင်းတာမှုတွေရညီးတန်ဟာလူသားတွေရဲ့နားနဲ့မကြားနိုင်တော့အောင်နေနဲ့32ဟက်ကနေ80ဟက်ကြားရှိတယ်လို့ဖော်ပြခဲ့ပေမယ့်ဒီ line တွေဘယ်ကနေစတင်လဲဆိုတာကိုတော့မဖော်ထုတ်နိုင်ခဲ့ပါဘူး။ဒါကြောင့် theory အချို့ထွက်ပေါ်လာခဲ့ပါတယ်။ပထမဆုံးနဲ့လက်တွေ့ကြားဆုံး theory ကတော့ဟန်ဟာလူသားတွေဖန်တီးထားတဲ့စက်မှုလုပ်ငန်းတုံ့ခါမှုကနေလာတာပါ။နေမီဒေတာအချို့မှာဖြစ်ခဲ့တဲ့ဟန်ဟာတကယ်ပဲအဖြစ်ရခဲ့ပါတယ်။ ဥပမာကနေဒါနိုင်ငံဝန်ဆောင်မှာဖြစ်ခဲ့တဲ့ဟာမြေတပကံကစံပူဆောင်တစ်ခုကနေလာတယ်လို့တန်တရားရှိခဲ့ကြပါတယ်။အနေချိန်နှုန်းလိုင်းတွေကအဆောက်အုံတွေကိုပါဖျက်ဆန်းပြီးအလွန်ဝေးလံတဲ့နေရာတွေအထိရောက်ရှိနိုင်ပါတယ်။တချို့ပညာရှင်တွေကတော့ဟန်ဟာပင်လယ်ရေရောက်ကဆက်သွယ်ရေးကေဘယ်ကြိုးတွေဒါမှမဟုတ်ရေနံတန်းငွေပိုက်လိုင်းတွေမှာလေတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပဲ့တင်တန်တွေဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ဒီ theory ကလည်းထောင်လိုမျိုးပြနယ်ဝေးတဲ့စေယုံကြီးသားတွေမရှိတဲ့နေရာတွေမှာဖြစ်ပွားခဲ့တဲ့ဟန်တွေကိုတော့ရှင်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ောက်ထပ်ထိတ်လန့်စရာကောင်းတဲ့ theory ကတော့အဲဟာလူသားရဲ့ခန္ဓာကိုယ်ထဲကလာတာပဲဆိုတာပါတချို့နားနှာခေါင်းလယ်ချောင်းထိုးဖို့ဆရာဝန်တွေကဒါထင်းနှီးတက်ရဲ့ထိုးရတဲ့ပုံစံမျိုးဖြစ်နိုင်တယ်လို့ယူဆပါတယ်ဒါပေမဲ့ထင်းနှီးတက်ကပုံမှန်အပြင်အတန်ကျယ်လောင်တဲ့ ring တွေဒါမှမဟုတ် why မျိုးဖြစ်လေရှိပြီး ham လို့နိုင်ကြတဲ့ drone တံမျိုးမဟုတ်ပါဘူးနောက်ထပ်ဖြစ်နိုင်ခြေကတော့လူချိုးရဲ့ဦးနှောက်ဟာအလွန်နိုင်တဲ့လှိုင်းနှုံးတွေကိုအခြားသူတဲ့ပုံပေါ်အာယုံခံနိုင်ခြင်းကြောင့်ပါဒါမှမဟုတ်ကဘာမကြီးရဲ့သဘာဝတိုင်းတုံခါနေတဲ့လှိုင်းတွေကို တခြားလူတွေလုံးဝမသိရှိနိုင်ပဲဒီဟမ်းမားတွေကတော့ခံစားသိရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်တဟန်းဟာစိတ်ပညာယူဘဗေဒအင်ဂျင်နီယာပညာတို့ကိုပေါင်းစပ်ထားတဲ့ခေတ်သစ်ကဘာလှုပ်ဝှက်ချက်တခုဆက်လက်သိရှိနေပါတယ်ကြားရသူတွေအတွက်တော့ဒါအနေနဲ့ဘဝရဲ့စစ်ပွဲတခုပါမကြားရသူတွေအတွက်တော့ဒါစိတ်ကူးယဉ်တခုလို့ထင်ရနိုင်ပါတယ်ဒီပညာတွေဘလောက်ပဲတိုးတက်နေပါစေကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာအဖြေရှာမရသေးတဲ့လှုပ်ဝှက်ဆန်းကျင်မှုတွေရှိနေသေးတယ်ဆိုတာကိုဒီသင်ကသတိပေးနေပါတယ် ီလိုထူးခြားမှုစိတ်ဝင်စားဖွယ်ဇလန်းတွေနဲ့တမိုင်းရဲ့လိုအပ်ချက်တွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးခဲ့ဖို့မြစ်တာရက်ခံပါတယ်။အဆုံးထိကြည့်ကြည့်ပေးခဲ့လို့အားလုံးကိုထူးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြရအောင်ပါ။